အစိုးရကကျွန်တော်တို့အားလုံးကိုဝင်နဲ့ထိန်းတာအဲ့ဒီစနစ်ကနောင်တစ်ချိန်ကြာရင်6 3လုံးစာတန်ကအသုံးပြုလာမှာဖြစ်တယ်။ဒါကြောင့်အခုလူမျိုးတစ်မျိုးရှိတယ်အာမစ်ဆိုတဲ့အမေရိကမှာအာမစ်လူမျိုးရှိတယ်။သူတို့ကဒီဟာကိုစာတန်စနစ်ဖြစ်တဲ့အတွက်ငါတို့မတုံးနေစုဆိုပြီးတော့သူတို့ကငကိုကမတုံး။အစိုးရတွေကသူတို့ကိုနော်ဒီအာ social security တွေပေးတယ်။သူတို့မယူဘူး။ကလေးတွေတယောက်မှ social security မယူဘူး။ပြီးရင်အာမစ်ကလေးတွေကိုအစိုးရကနေတွားပြီးတော့ ကာကွယ်ဆေးတို့ဘာလို့လုံးလုံးမရအောင်တို့လက်မခံနော်ချစ်ပြားတွေဘာတွေမပြောနဲ့ဆေးုံဆေးခန်းတော်မှာတို့ကိုယ်တိုင်ပဲဒါကြောင့်မို့တို့ကအခုထိပါလဲနွားလဲမဲလဲပဲစီးပြီးနေတာတီဗီလဲအိမ်မှာမရှိဘူးလက်စမီးတော်မတုံးဘာလို့လဲဆိုတော့တို့ရဲ့အယူအဆတဲမှာဒီလောကစနစ်ကအခုစာတန်နိုင်ငံတဲကိုခေါ်တွင်းနေတဲ့အတွက်ငါတို့ကအပြက်ညင်းရမယ်ဆိုပြီးတော့တို့ကအဲ့လိုခံယူတာဖြစ်တယ်အာမစ်လူမျိုးဒါအမေရိကန်မှာရှိပြီးတော့မှ ကားမစီးဘူးတဲ့လူအများကြီးရှိတယ်နော်အမေရိကန်မှာနေပြီးဖုန်းမတုံးဘူးတဲ့လူအများကြီးရှိတယ်ဒါကြောင့်မို့အရန်တူးတက်ပါတယ်ဆိုပြီးတော့မှကျွန်တော်တို့ကအားလုံးကိုတပြေးညီတူးတက်ချောင်းသွားပြောလို့မရနော်အမစ်လူမျိုးမြောက်များစွာရှိတယ်ဒီမှာဖုန်းလည်းမတုံးဘူးကားလည်းမစီးဘူးဖက်တတ်တော်မှမစီးဘူးအဲဒီလောက်တူးတက်တဲ့နိုင်ငံမှာကျွန်တော်တို့ကတော့တူးတက်တဲ့ဘက်ကိုဗာလဲတိုးဝေးပြီးတော့မှပြေးနေတာတစိမ့်သုံးဘက်ကိုဗာလဲတစိမ့်သုံးရှိတဲ့ဘက်ကိုဗာလဲ ခုံပေါက်ပြေးနေတာနော်ရေရေမြေတွေချားပြီးတော့ကြော်ပြီးပင်လယ်တွေဖြတ်ပြီးတော့မှလာတာနော်တစိတ်သုံးကိုလာရှာတာအခုဒီမှာရှိတဲ့လူတွေကတော့နော်ရှိနေတာသူတို့တစိတ်သုံးကိုညင်းနေတယ်နော်အဲ့တော့ဒီစနစ်တဲကိုတဲ့စာဒန်နိုင်ငံတဲကို ဖြည်းဖြည်းချင်းနဲ့တွားနေတယ်ဒီနောက်ဆုံးတော့ဘာလာမှာဒါပေမဲ့ဒီနေ့ခရစ်တော်ကိုရရှိတော်သူကျွန်တော်တို့ကတော့ ဒီဘေးဒဏ်ကြီးကာလကိုမတွေ့ကြုံတဲ့အတွက်ဒီသစိတ်သုံးနေရတော့ကျွန်တော်လွဲပြီခံယူစရာမလိုဘူးဒါပေမဲ့ယေရှုကိုဒီနေ့နှလုံးသားထဲမှာလက်ခံခြင်းမရှိတော့သူကတော့အဲ့ဒီသစိတ်သုံးနဲ့တေချာပေါ့တွေ့မှာဖြစ်တယ်ဗျာဒိတ်ကြံခံကြီးခုနှစ်အပိုက်ငယ်လေးဣတေလအမျိုးသားတို့၌အတီတီတော်အမျိုးအနွယ်ထဲကလူတသိန်း၄တောင်း၄ထောင်တို့ဒီသစိတ်ခတ်ခြင်းကိုခံရကြ၏ကျမ်းစာထဲမှာ ဒစိတ်ခတ်ချင်းမျိုးမျိုးရှိတယ်။အခုပြားလိုက်ကြမ်းထဲမှာဗာပြောလဲဆိုတော့ဒစိတ်ခတ်ချင်းကိုခံရတော့သူအရင်အတွက်ကိုငါကြား၍ဣတိလအမျိုးသားတို့အတီးတီးအမျိုးနွယ်ထဲကလူတသိန်း၄တောင်း၄ထောင်တို့ဒီဒစိတ်ခတ်ချင်းကိုခံရဒါကဘာကိုပြောထားလဲဆိုတော့ဘေးဒဏ်ကြီးကာလမှာเนาะအတင်းတော်ကခြီဆောင်သွားပြီဒီဘေးဒဏ်ကြီးကာလမှာဖျားသခင်ယာထားတော့ဣတိလအာဗြဟံနဲ့เนาะအမျိုးနွယ်အခုအစ္စရေလလူမျိုး ကယ်တင်ခြင်းရနိုင်တော့သူတသိန်း၄၄၀၀ကိုဘုရားရတာပြီးသားဖြစ်တယ်လို့ဒီမှာဖော်ပြတာ။အဲ့ဒီလူတွေကตาရဲ့ဒစိတ်ကိုမခံမဲနဲ့ဘုရားသခင်ရဲ့ဒစိတ်ခတ်ခြင်းကိုသူတို့ခံတာ။ตาရဲ့ဒစိတ်ခတ်ခြင်းကိုခံပြီဆိုတာနဲ့တော့ဘုရားသခင်ရဲ့လူမဟုတ်တော့ဘုရားမပိုင်တော့။သူကကယ်တင်ခြင်းမရနိုင်တော့။အဲ့တော့ကျွန်တော်တို့ကဘသူတွေပိုင်ထားလဲ။ကျွန်တော်တို့ကိုဘသူပိုင်လဲဆိုတာအဲ့ဒီဒစိတ်ပေါ်မှာမတည်။ပထမတစ်ခုကဘာလဲဆိုတော့အားလုံး ကျောင်းတည်တယ်။တားရဲ့အမတ်တစိဖြစ်တယ်။နော်တားရဲ့အမတ်တစိ။ကျမ်းစာမှာကဒီတားရဲ့အမတ်တစိကအခုတော့မလာသေးဘူး။ဒါပေမဲ့ဒါဘေးဒဏ်ကြီးကာလမှာလာ။ဘေးဒဏ်ကြီးကာလဆိုတာလေအဝေးကြီးမဟုတ်တော့ဘူး။အခုနောက်ဆုံးတော့ကာလထဲမှာနေနေပြီ။တားရဲ့အမတ်တစိထုခံရတော့သူအားလုံးကတဲ့။နော်ဒါလောကမှာတော့ကောင်းစားမယ်။အဲ့တော့နောက်ဆုံးတော့ကာလမှာဒီတားရဲ့မတ်တစိတ်မပါရင်ဘယ်သူမှမရောက်မွေရရအောင်။နော် စံစီစားတွေတမဝါယာမမှာတွားပြီးတန်းစီတဲ့အခါမှာအဆူရရဲ့စလစ်ပြားလိုတလို့ကျွန်တော်ဒီဒီအမတစိတ်မပါဘူးဆိုရင်ဘယ်သူမှအယောင်းဝယ်ပြုတ်ချုံမပေးရဘူးအဲ့ဒီလို ပြောထားတာအဲ့တော့တားရဲ့အမတစိတ်ကတော့ဗျာဒိတ်ကြံခန်းကြီး73ထဲမှာတွေ့ရတယ်အဲ့တော့ဒီ prophet ညာနဲ့သူမြင်တဲ့ကဏ္ဍကပါလဲဆိုတော့666ဒါကြောင့်63လုံးကျောင်းလွယ်လွယ်နဲ့တိတာက63လုံးဒါကတားရဲ့အမတစိတ်ဖြစ်တယ် တော့ဒီနောက်ဆုံးသောကာလထဲမှာအခုကျွန်တော်ဘယ်ကိုဥတည်နေလဲဆိုတော့ဒီနေ့ Bible study မှာကျွန်တော်အဲ့ဒါကို intro နဲ့ပြောထားတယ်ဒီကျမ်းချက်ကိုဗျာဒိတ်ကျမ်းကိုရေးတဲ့အခါမှာ AD 60ဝန်းကျင်မှာရေးတယ်90 60ဝန်းကျင်ဘယ်သူကရေးထားလဲဆိုတော့တမန်တော်ယောဟန်ကရေးထားတာသူရေးတဲ့ကာလတုန်းက credit card တွေမရှိဘူး bank account ဆိုတာမရှိဘူးအဲ့ဒီကာလတုန်းကလူတွေကအယောင်းဝယ်နော် ပြုတဲ့အခါမှာသူတို့ကဘာတာစနစ်ပုံစံမဲ့ရှိသေးတယ်နော်ရော့ငကားရော့ဗဒမြားကဲလို့ကြောင်းငွေပေးတယ်ငွေသားနော်ဒါအတပြားတွေပေးတယ်ပေးတဲ့အခါမှာသူတို့လိုချင်တဲ့သုံးနွားစိတ်တွေဝယ်ဒါမှမဟုတ်သုံးနွားစိတ်နဲ့နော်စားနဲ့အလဲလဲပြုတာဟိုဘက်ဒီဘက်ကိုကြိုက်တဲ့ဟာနဲ့သူကိုလိုတဲ့ဟာနဲ့သူလိုတဲ့ဟာကို trade လုပ်တာပေါ့ဒါဘာတာစနစ်ပဲအဲ့ဒီခေတ်တုန်းကဒီချမ်းချက်ကိုဘယ်သူမှနားမလည်နိုင် ။ตาရဲ့အမှတ်တစိမ့်နဲ့ငွေကြေးဘသူမှဒါဒီကိစ္စကိုနားမလည်ဘူး။ဘာလို့အဲ့ဒီခေတ်တုန်းကအခုလိုမျိုးဘန်စနစ်အစိုးရကနဲ့ထိန်းချုပ်ထားတဲ့ credit card စနစ်တွေ social security တွေမရှိသေးဘူး။အဲ့တော့ဒီလို profit ညာနဲ့နောက်ဆုံးကာလကိုရေးတဲ့အဲ့ဒီအချိန်တော့ကလူတွေကတော့ဒါ confuse ဖြစ်တယ်။ဟာနောက်ဆုံးမှအဲ့ဒီသစိမ့်မပိုင်ဘူးဘာမှမဝင်ရဘူးဘယ်လိုလုပ်မလဲ။တကဘာလုံးကိုသစိမ့်ဘယ်သူကခန့်နိုင်မလဲ။သူတို့ဒါတော်တော်စဉ်းစားခဲ့တယ် ဒါပေမဲ့အခုကအဲ့ဒါဖြစ်နေပြီအဲ့ဒီစနစ်သေးကိုကျွန်တော်ရောက်နေတာအဲ့ဒီတစ်ချိန်လုံးကလွန်ခဲ့တဲ့နှစ်ပေါင်း2000လုံးကဒါကိုနားမလည်နိုင်တော့လဲပဲအခုနောက်ပိုင်းဒီကျွန်တော်တို့ကာလမှာကပါလေအားလုံးကဒီစနစ်နဲ့ထိန်းလားမထိန်းဘူးလားအစိုးရကကျွန်တော်တို့ကိုဘာနဲ့ထိန်းလဲငွေနဲ့ထိန်းတာ credit နဲ့ထိန်းတာเนาะတင်ဘလောက်ကောင်းတယ်မကောင်းဘူးဆိုတာကလူကိုကြည့်စရာမလိုဘူးဟုတ်တယ်မလားဘန် statement ယူခဲ့လိုက် ဒီလူကောင်းမကောင်းဆိုတာ bank statement ကိုကြည့်ပြီးသိတယ်ဒီလူကောင်းမကောင်းဆိုတာ credit ကိုကြည့်ပြီးသိတယ်ဘာနဲ့ထိန်းသွားလဲကနန်းနဲ့ digital နဲ့ထိန်းသွားတာဘာနဲ့ထိန်းသွားလဲဒစိမ့်နဲ့ထိန်းသွားတာအမသားရဲ့အမဒစိမ့်လို့ပြောတာအဲလိုပြောလို့အခု social security ကတော့နော်63လုံးရဲ့ number ဟုတ်ပါတယ်လို့ပြောတာတော့မဟုတ်ဘူးအဲတချို့တွေလည်းဒါကိုအများကြီးစဉ်းစားကြဖြစ်တယ်ကွန်ပျူတာရဲ့ဘာကုတ်တွေဟုတ်တယ်မလားဒီမှာကြည့် ွန်ပျူတာဘားကုတ်တွေချစ်ပြားတွေနော်နာနိုချစ်တွေဒီလက်ထဲမှာထည့်ပြီးတော့မှစကန်ဖတ်တာတွေပြီးရင်ဖုန်းဆိုရင်လည်းအခုကပါလေကနားနဲ့ပဲတွားတာမဟုတ်လားဖုန်းဆိုရင်ကနားနဲ့ပြောမနေနဲ့နဖူးမှာတင်းတို့ကိုအမှတ်တစိမ့်ရိုက်မယ်ဆိုတာအခုဖုန်းကိုကြည့်ပါလို့ရလဲကြည့်ရတယ်ဟုတ်လားမအန်လော့လုပ်ဖို့ပါလို့ရလဲနဖူးမှာရှိတယ်လို့ပဲဒီလိုကြည့်နေရတယ်နော်လူမပြရင်တော့မလောက်ဒီလိုထည့်ကြည့်ပါလားဖုန်းကအန်လော့ဖြစ်လားမဖြစ်လားမဖြစ်ဘူးအဲ့တော့ အမတ်တစိတ်ဆိုတာကဝေးဝေးမဟုတ်တော့ဘူးအခုကဗာလဲအားလုံးကကင်မရာနဲ့တင်းမျက်နှာကိုဖတ်ထားပြီးသွားပြီတင်းရဲ့လက်ပွဲကိုယူသွားပြီးသွားပြီနော်တင်းရဲ့ DNA ကိုယူသွားပြီးသွားပြီစိတ်ုံတက်လိုက်တာနဲ့တင်းရဲ့ tissue တွေအဲ့ဒီ DNA တွေအားလုံးအဆွေအဘန်ထဲမှာတင်ထားပြီသူကတင်ထားပြီအဲ့တော့လူတစ်ယောက်ကို criminal ပေါ့ရာဇဝတ်ကျူးလွန်တဲ့လူတစ်ယောက်ကိုဝေးဝေးရှာစရာမလိုအဲ့ဒီလူကဒီမှာရာဇဝတ်ပြုတယ်သူ့ကိုလိုက်ရှာမနေနဲ့လွယ်လွယ်လေးအဲ့ဒီလူက credit card ဘယ်မှာသုံးလဲချက်ချင်းဘယ်နေရာမှာဆိုတော့ပေါ်တယ်အဲ့ဒီလူကဘယ်မှာထွက်ပြေးလဲသူကားနဲ့တွားလိုက်ရင်ကားတက်နံပါတ်ကိုတိုးဝေးမှာဖြတ်သွားတာနဲ့အဲ့ဒီလူဘယ်မှာလဲဆိုတော့သိတယ်ဆိုရအောင်အဲ့ဒီလူကနော်တနေရာမှာဝင်ပြီးဈေးဝယ်လိုက်တယ်နော်7 11မှာဟိုးတနေရာမှာဝယ်လိုက်တယ် cash နဲ့ဝယ်တာပဲဖြစ်ဖြစ်ကင်မရာကသူ့မျက်နှာကိုဖတ်လိုက်တာနဲ့အဲ့ဒီလူအဲ့မှာရောက်နေဆိုတော့အဆွေရသိတယ်ထွက်ပြေးလို့လွယ်လားဒါကြောင့် criminal တွေအားလုံးကအမေရိကန်မှာဖမ်းရတာအမတန်လွယ်တယ်။နော် criminal ကိုသူတို့ tracking လုပ်ရတာအရန်တွေ့တယ်။ဘလောက်ပဲတက်ကြွပါတယ်ဆိုတဲ့သူပဲဖြစ်ဖြစ်เนาะသူ့ကိုအဆွေအ tracking လုပ်ရင်ခဏလေးပဲ။ဒါကြောင့်မို့ဒီရဲ့စနစ်တွေအားလုံးကကျွန်တော်တို့အထဲမှာရှိတယ်။ဒါကျွန်တော်တို့ကမသိပေမဲ့အဆွေအစီမှာအချက်လဲအားလုံးရှိတယ်။အဲအဲ့ဒီလိုပြောလို့တချို့ prophet ကိုပြုတဲ့ဟာကျွန်တော်ဒါတွေအားလုံးက6 3လုံးတစိမ့်ဖြစ်တဲ့အတွက် credit ကမတုံးနဲ့ social security မယူနဲ့ဆိုတဲ့အဖွဲ့တွေလည်းရှိတယ်မရှိဘူးမို့။ဒီအမှတ်တစိမ့်ကတော့ specific ပြောထားပြီးသား ဘေးဒဏ်ကြီးကာလထဲမှာစာတန်ကိုကိုးကွယ်ပြီးတော့မှ willingly နော်လက်မထိုးပြီးတော့မှကျွန်တော်လုပ်ပါမယ်ဆိုပြီးတော့မှခံယူတော့အမတ်တစိဖြစ်တယ်အခုလိုမျိုးကွန်ပျူတာချစ်ပြားတွေတော့အဲ့ဒီနေ့အဲ့ဒီဖြစ်လာဖို့ကိုအခုကတော့ဒါစနစ်တွေအားလုံးကခေါ်ဆောင်နေတာပေါ့နော်ဒါပေမဲ့အခုရှိနေတဲ့ကွန်ပျူတာဘာကုတ်တွေ social security တွေချစ်ပြားတွေကဒါ6 3လုံးလို့ကျွန်တော်ပြောလို့တော့မရသေးဘူးအဲ့ဒီစနစ်တွေကိုတွားနေတယ် နောက်တစ်ချိန်ဘေးဒဏ်ကြီးကာလမှာဆိုရင်ကျွန်တော်တို့အားလုံးကအဲ့ဒီတားရဲအမတ်တစိမပါဘူးဆိုရင် ရောင်းဝယ်ဖောက်ကားခြင်းဘာလို့လို့မရတော့အခုဆိုရင်လဲ credit မရှိရင်ကျွန်တော်အိမ်ဝယ်လို့ရလားအဲအဲ့ဒီလိုပဲအဲ့ဒီချိန်မှာဆိုရင်63လုံးအမတ်တစိမပါဘူးဆိုရင်အိမ်မပြောနဲ့နော်ကားတော်မှဓာတ်စီထဲလို့မရဆံဝယ်လို့မရစီဝယ်လို့မရစာတန်ကနောက်ဆုံးတော့ကာလမှာဘာနဲ့ကျွန်တော်တို့ထိမ့်မလဲဘာနဲ့ထိမ့်မယ်ထင်လဲငွေနဲ့ထိမ့်မှာဖြစ်တယ် ငွေနဲ့ထိမ်းပါအစိုးရကကျွန်တော်တို့အားလုံးကိုငွေနဲ့ထိမ်းတာအဲ့ဒီစနစ်ကနောင်တချိန်ကြာရင်6တုံးလုံးစာတန်ကအုံပြူလာမှာဖြစ်တယ်။ဒါကြောင့်အခုလူမျိုးတစ်မျိုးရှိတယ်အာမစ်ဆိုတဲ့အမေရိကမှာအာမစ်လူမျိုးရှိတယ်။သူတို့ကဒီဟာကိုစာတန်စနစ်ဖြစ်တဲ့အတွက်ငါတို့မတုံးနေစို့ဆိုပြီးတော့သူတို့ကငကိုကမတုံး။အစိုးရတွေကသူတို့ကိုနော်ဒီအာ social security တွေပေးတယ်သူတို့မယူဘူး။ကလေးတွေတယောက်မှ social security မယူဘူး။ ပြီးရင်အာမစ်ကလေးတွေကိုအစူရကားနဲ့တွားပြီးတော့ကာကွယ်ဆေးတို့ဘာလို့လုံးလုံးမရအောင်တို့လက်မခံနော်ချစ်ပြားတွေဘာတွေမပြောနဲ့ဆေးုံဆေးခန်းတော်မှာတို့ကိုယ်တိုင်ပဲဒါကြောင့်မို့တို့ကအခုထိပါလဲနွားလဲမင်းလဲပဲစီးပြီးနေတာအဲ့တော့ဒီစနစ်သေးကိုတဲ့စာဒန်နိုင်ငံသေးကို ဖြည်းဖြည်းချင်းနဲ့တွားနေတယ်ဒီနောက်ဆုံးတော့ဘေးဒဏ်ကြီးကာလမှာဒါပေမဲ့ဒီနေ့ခရစ်တော်ကိုရရှိတော်သူကျွန်တော်တို့ကတော့ ဒီဘေးဒဏ်ကြီးကာလကိုမတွေ့ကြုံတဲ့အတွက်ဒီသစိတ်သုံးနေရတော့ကျောင်းလွဲပြီခံယူစရာမလိုဘူးဒါပေမဲ့ယေရှုကိုဒီနေ့နှလုံးသားထဲမှာလက်ခံခြင်းမရှိတော့သူကတော့အဲ့ဒီသစိတ်သုံးနဲ့တေချာဖို့တွေ့မှာဖြစ်တယ်မခတ်ခြင်းမှုဆိုလည်းမရဘူးဘာလို့မခတ်ခြင်းရင်မိသားစုစားဖို့တောက်ဖို့ခက်လာဒီတားရဲ့သစိတ်ကဘေးဒဏ်ကြီးကာလခုနှစ်ထဲမှာအားလုံးအတွက်မလုံမနေရအနေနဲ့ เนาะတခုရောက်လာလိမ့်မယ်အခုဆိုရင်လည်းပဲဒါအမေရိကန်မှာတော့မှ social security မရှိရင်တော်တော်ဒုက္ခရောက်တယ်အဲ့ဒီပုံစံမှာပဲတားရတဲ့စိတ်လာကျွန်တော်တို့ဒီကျေးဇူးတော်ကြောင့်ဒီကနေ့စာတန်ရဲ့เนาะလူမဟုတ်ပါဘူးစာတန်ကနဲ့တစိတ်ခတ်ထားတော့လူမဟုတ်ဘူးဒါပေမဲ့တခုတော့ရှိတယ်ဒီနေ့အသက်ရှင်တဲ့ကာလမှာဒီကနေ့ပဲကျွန်တော်ခရစ်တော်ကိုနှလုံးသားထဲမှာမယတဲ့ရင်တော့စာတန်ပိုင်တော့သူဖြစ်တယ်။ဟိုဘေးရန်ကြီးကိုစောင့်နေကြရမလို့ သူနှလုံးသားထဲမှာဗာလဲဆိုတော့ဝိညာဉ်တော်ကဒစိခတ်ခြင်းမရှိတဲ့အတွက်စာတန်ရဲ့အမှတ်ဒစိကသူ့ထဲမှာရှိတယ်။ဒါဟုတ်ပေါ်ပေါ်တင်တင်ကြီးဘေးဒဏ်ကြီးကာလလိုနှစ်ဖူးနဲ့လက်ရလက်မှာကတ်ထားတာတော့မဟုတ်ဘူး။ဒါပေမဲ့နှလုံးသားထဲမှာဒီနေ့စာတန်ကပိုင်တာဖြစ်တယ်။ If you have no not the seal of the holy spirit in your heart you belong to satan and so satan ပိုင်တော့သူဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်ဒုက္ခဆင်းရဲတွေဘေးဒဏ်ကြီးမှလည်းပဲအဲ့ဒီ ဒုက္ခဆင်းရဲရလို့ဒီနေ့အသက်ရှင်တဲ့ကာလမှာလဲခရစ်တော်မတည်တဲ့အတွက်ဒုက္ခဆင်းရဲတွေမြောက်များစွာတွေ့ကြုံရတာဖြစ်တယ်။ဒါကပထမသစိတ်ပေါ့နော်။စာတန်ပိုင်တော်သူလားခရစ်တော်ပိုင်တော်သူလား။ဒါကိုကျွန်တော်တို့တတိထားဖို့